ားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ကျွန်မဖတ်ပြမှာကတော့စာရေးဆရာမောင်ထင်ရဲ့သွေးဆုံးချိန်ဆိုတဲ့ဝိထုတူလေးတစ်ပုဒ်ဖြစ်ပါတယ်ရှင်။သွေးဆုံးချိန်။အောင်မေဒင်းတို့ကများငါ့ကိုဒီတက်ဒီရွယ်ကြီးနဲ့စိတ်မကုံသေးဘူးလားတဲ့။ဟင်။တဲငါကဘယ်ရွယ်ရှိနေလို့စိတ်ကုံရမှာတော့။ကဲအဲ့ဒါလို့ပြောတော့နင်တို့ဘယ်နဲ့နေတယ်လဲဟဲ့။ ်အဲဒီမအေဟိုးကိုငါကလော်တုတ်လိုက်ရရင်ခုနှစ်အိမ်ကြားရှစ်အိမ်ကြားဝဲဝဲကွဲသွားရောမယ်ညီတို့ကဘာညူးစူးတာလဲညီတို့မောင်နှမနှစ်ယောက်ตาကြီးတမိကြီးနဲ့ဖြစ်လာကြပြီဒီကနေ့ထိဘာလို့လေသေးတာရှိလဲအဲ့ဒါတွေကညီတို့လုံးစာလာရင်ဟဲ့ตาวะနင်ဘာမှထပ်မရှိနဲ့နင်တောက်စကားကိုငါနာကလော့လှတယ်နင်ဟာငါသမီးကဆက်မှငါသမက်တော်ရတာနင်နေသာကြီးပါဟဲ့ နင်ကကောနင်းလုံစာဘယ်နှပြားသားရှိလို့လဲဒီကနေ့အထိရောက်ခမကိုမိခိုးပြီးစားနေတာနင်မဟုတ်လားအောင်မေနင်ကလားဟဲ့ငါ့ကိုအမေကြီးလို့ခေါ်ရတာဟဲ့ခွေမျိုးဝက်မျိုးငါသမီးလည်းယူသေးရဲ့ငါလည်းဒီစရာမျိုးပြောသေးရဲ့လားလာကြည့်သေးတော့ဒီအမေကြီးကဘာစကားပြောတာတုံးနဲ့ပြီးတော့လဲကျုပ်တမိုးတွင်းလုံးနွားနဲ့ဖက်ယုံလို့စပားရတာပါတဲ့ဟဲ့ နင်းကနွားနဲ့သာဖက်ယုံတတ်တဲ့ကောင်။ဒါကြောင့်နင်းကိုဖက်ယုံခိုင်းရတာပေါ့။ဟဲ့ဖိုးရွှေနင်းကရောက်ဖအထီတော့မချီအောင်နာတတ်သလားဟင်။အောင်မေဟိုကောင်မမိဖွားယုံကသူ့လင်ဘက်ကရှေ့နေလိုက်နေတကူ။နင်းလည်းတူတူပဲ။နင်းဟာနွားနဲ့ဖက်ယုံတဲ့လူနဲ့တော်လို့သာနွားလိုအကောင်နဲ့ညားခဲ့တာပဲ။စဉ်းစားစမ်း။ဟဲ့မိဖေနင်းအနေကမြင်ရောထပြီးလင်းနောက်လိုက်တော့ငါငါဘာပြောသလဲ။ဟဲ့ လင်းယူတာထုံးစံဟဲ့ဓမ္မတာဟဲ့ဘာဖြစ်အောင်မလဲညီးလဲကြိုက်တာညီးယူခဲ့ပြီမဟုတ်လားငါဘာပြောတယ်လဲတာဝရဲ့အမေကလာအပ်တဲ့အခါငါကအမွေဖြတ်မဲ့ဟဲ့လို့မြပြောဘူးသလားနင်တို့ကငါကြီးကြီးပြူးပြူးအိမ်မှာလက်ခံပြီးတော့အရင်နှီးစိုက်ထုတ်ပေးပြီးကိုဗန်ပွေးကုန်းတောင်ဘက်ကအလံ40လင်းနဲ့ကွက်ကိုလှုပ်ရှားဖို့ပေးခဲ့တယ်မဟုတ်လားနင့်နဲ့တောက်ပြစ်မရှိလို့စပားမအောင်တော့ကော ငါကဘာပြောဘူးတလဲလေသမားသားသမီးတဲ့တော်ငှီးလေးတပင်တောင်မထိုးတတ်ဘူးတောက်ပြင်းနိုင်လိုက်တာလဲလွန်ရော့ဟဲ့ဒီကောင်လေးကမြောက်ဟိုသင်းကိုတမန်းရှာတယ်လို့နတ်တန်နတ်တန်နဲ့တောက်ပေါ်ကလေးဒီမှာလူကြီးစကားပြောလို့ပြောမှမသိဘူးဟဲ့တောက်လိုက်ကန်းစိုးဝင်တည်တဲ့တာဝနင့်သားနင်ဆွဲထားစမ်းငါစိတ်ပေါက်ပေါက်နဲ့ထတ်တရရင်အကုန်လုံးတင်းညံ့ရောက်ကုန်လိမ့်မယ်ငိမ့်တုတ်တဲ့နော်တတုတ်သေးရှိတယ်အောင်မယ် ိုမိဖို့ကြောင့်နေရကောင်းမလားဘာပြစ်တော့ပြစ်တော့လုံနေတာလဲဟဲ့ငါကမအိုသေးဘူးဟဲ့နားမထိုင်သေးဘူးဟဲ့နင့်ဖေရင်မောင်တို့လိုနှစ်ထိုင်းမျိုးမဟုတ်ဘူးနှစ်ထိုင်းမျိုးနှစ်ထိုင်းမျိုးကဲပြောတဲ့ဟဲ့ဘာဖြစ်သေးတယ်လဲညီးကညီးလင်တော်မောင်ဖို့ရှိအားကိုနဲ့ငါ့ကိုအာမခံနဲ့ဟဲ့ဒီမှာကြည်စမ်းမိကောက်နင့်မျိုးအကြောင်းကိုပါးစပ်ဟရင်ဥမမကြံငါမြင်တယ်နင့်တွေးတော်အပြူကြီးရလဲအသက်40ကျော်မှလင်းနောက်လိုက်ပြေးတယ်မဟုတ်လား ဟဲ့ဒီမမျက်နှာကိုစိတ်စိတ်ကြည်စမ်းလင်းကောင်တယောက်ကိုခေါင်းခေါက်ယူနိုင်သေးတယ်မှတ်လိုက်ပါဒါပေမဲ့နင့်တွေးတော်လို့ပုံရှိုးဝက်ရှိုးလင်းတော့မလိုက်ဘူးမှတ်နင့်မျိုးထဲမှာအဲ့လိုလင်းတော့လိုက်ပြေးတဲ့လူကြီးများရဲ့ကနဲ့နင်းနဲ့ဖိုးရွှေညားကြပြီဆိုတော့ပုံရှိုးဝက်ရှိုးမညားအောင်လူတိနဲ့ကြာမင်္ဂလာဆောင်ပြီးပြစလိုက်တာငါမဟုတ်လားဟဲ့ဟောအခုမှချွေးမပီပီတောက်ကျေးစုမတိတတ်ဘူးအောင်မွေး ူကမြင်ငါ့ကိုလင်စိတ်မွန်တလေးပါလေးနဲ့ကောင်းမငါဒီကနေပြီးထွေးကံနဲ့ပေါက်လိုက်ရင်နှစ်ဖူးဆုပ်သွားမယ်ဟေးဖိုးရွှေမင်းဟာနေရွက်မလှုပ်ပါနဲ့နင်းဟာမောင်နှမနှစ်ယောက်ထဲမှာကြီးပေမဲ့အချိန်မစီးဘူးနင်းသီးတင်တယ်နင်းဖေးဆုံးတော့နင်းပဲရွက်ရှိပလဲနင်းမှတ်မိရလားနင်းဟာပစိုးကွင်းတိုင်းလုံးရှိသေးတယ်ခွားယုံတောင်မှတင်းနိုင်ကလေးနဲ့နှစ်ချီတွဲလောင်းမယ်နင်းအောင်ရှင်မပြူရသေးဘူးအဲနင်း၁၀နှစ်၁၇နှစ်အရွယ်မှာနင်းဖေးဆုံးတယ် နင့်ဖေကိုရင်ကျူးဆုံးတော့ငါအသက်30တောင်မပြည့်သေးဘူးဝိချင်းစားကြင်တော့အွယ်ပဲအလှကုန်နဲ့မောက်နိုင်သေးတဲ့အွယ်ပဲနင့်ဖိုးဖိုးကရက်ရွာမှာလဲတထောင်ခင်းလောက်ပိုင်တာမို့မုတ်ဆိုးမှဖြစ်ရပေမဲ့မျက်နာမငယ်ခဲ့ပါဘူးတပင်လဲမှုတပင်ထူမဲ့ဆိုရင်ဖြစ်နိုင်ပါသေးတယ်ကိုရင်ကျူးကိုငါယူတာမိဘပေးစားလို့ငါယူခဲ့ရတာပါအပြိုပြန်ဘွားမှာလင်းယူတာဘာရတာလဲဆိုတာငါမသိခဲ့ပါဘူး သားတွေသမီးတွေထွန်းကားလာတော့မှပဲအိမ်မှာနင်တို့မောင်နှမပြောပြောပပနေကြတာတွေကိုတွေ့ရတော့မှအိမ်တော်ရဲ့ဒုက္ခဆိုတာဒါကိုလို့ငါသိခဲ့တယ်နင်တို့ကိုသားသမီးဆိုပြီးငါဘလောက်ချစ်ခဲ့ရလဲသိလားဟဲ့ခုတော့နင်တို့ကိုမိဘမေတ္တာနဲ့ဖူးဖူးမှုတ်ခဲ့ရသမျှငါမှဝင်းရဆက်တာသာအဖက်တင်တဲ့ကြည်စံနင်တို့တမုံနေတဲ့ကောင်လေးကငါသားလောက်ရွယ်ပါဟဲ့နင်တို့ထက်တောင်ငယ်ပါသေးတယ်ငါစိတ်ကူရထဲ့မလားဟင် ခုတော့နင်တို့ကအစာသမုတ်တော့ကောင်းလေးရလဲရဲတင်းလာတာပေါ့တဲတဲဟဲ့ဖိုးရွှေခွေးမသာနင်ဒီလိုမမိုက်ကန်ကန်မပြောနဲ့ကောင်းလေးကရိုးရိုးပါငါကသားသမီးရွယ်မှုဘဲတော့တော့အဖော်ခေါ်တယ်နင်တို့မကြိုက်ဘူးဆိုတာငါသိတယ်ဒါပေမဲ့လူဆိုတာဒီလိုပဲကို့အပေါ်ကိုလူချစ်လူခင်ရှိအောင်ပေါင်းသင်းဆက်ဆံဖို့လိုတယ်ဒါကြောင့်လဲငါဟိုးရွာနေချုပ်ဆက်တွေကိုညမရှောင်နေမရှောင်တော့ဝတ်နာပေါ့ तू ကလည်းသူ့ငါကလဲလုတ်သားလို့သဘောမထားပဲတူလို့သားလို့သဘောထားတော့ငါကို အမေရင်းလို့စောင်းလျှောက်တာပေါ့နင်တို့ကနင်တို့လင်းတွေနင်တို့မယားတွေနဲ့သာအနာကတပွားမှမခွာနိုင်ဖြစ်တော့ငါလည်းအဖော်ရှာရတာပေါ့ဒါကြောင့်လေအချိန်တန်တော့လေထောက်ခစပားတွေကကြည်ထဲဝင်လာတာပေါ့နင်တို့ချီမွေးမိလောင်ရရဲ့လားဟင်နင်တို့လက်မွေးမိလောင်ရရဲ့လားဟင်ဟဲ့ဖိုးရွှေမေးကိုငါပြောတာနားထောင်စမ်း ဟိုမိဘကြောင့်နဲ့တောက်ကောင်မငါစကားပြောတော့စောင့်ကြီးအောင်ကြီးနဲ့ငယ်သိမထောင်းနဲ့စုံကွဲသွားအောင်မယ်ဒီအိမ်မှာရှိတဲ့ပစ္စည်းကငါပစ္စည်းငါရှာတဲ့ပစ္စည်းနင်တို့လောက်စာမရှိဘူးနင်တို့ကသားသမီးဆိုပေမဲ့ငါလက်ထဲကသင်းရဲငါတာတာပဲရှိတယ်ဒီလေဒီချောင်းတွေကိုငါပေးမှနင်တို့ရမှာနင်တို့ကိုနင်တို့အထင်မကြီးပါနဲ့ချွေးမကချွေးမလို့နေပါသားသမီးကိစ္စထဲမှာညီပါမှဝင်ဆက်ဖို့မလိုဘူးဒီအိမ်မှာငါတဘော ငါလှုပ်ချင်အောင်လှုပ်မယ်ပြောချင်အောင်ပြောမယ်ခုနိမကဘူးစိန်ကြကြညီးဘူးတပြားသားမှမပါဘူးငိမ့်တုတ်ဆိုလို့တတုတ်ထဲရှိသက်ွက်တော့ညီ့ကိုငါကပါဆွဲမရိုက်ဝုံအောင်မေ့သလားနင်တို့တွေကြောင်းပေါ့ဟဲ့နင်တို့ကတော့မမွေးရဘူးဆိုရင်ဟဲ့ဖိုးရွှေငါဘွင်းဘွင်းပြောမယ်နေရှင်ပြုတဲ့နှစ်တုန်းကငါနောက်အိမ်အောင်ပြုဖို့စိတ်ကူးမိပါတယ်ရွာထိတ်ကကိုရင်လှိုင်းကြီးကငါ့ကိုလိုချင်နေတာကြာပြီနင်တို့မျက်နှာကိုထောက်ပြီးငါမယူခဲ့ပါဘူး ငါသားတွေမျက်နာငယ်မယ်ငါသမီးတွေမျက်နာငယ်မယ်ကိုရင်ကျူးထားခဲ့တဲ့ပစ္စည်းတွေဖေယုဖေးဖြစ်မှာဆိုတယ်နင်တို့အတွက်နောက်ရက်ခက်မှာဆိုလို့ငါကိုတိုင်ကသဘောမတူနိုင်စရာမရှိပေမဲ့မယူခဲ့ပါဘူးဟဲ့ဓာတင်ကယူလာငါမှာသားကြီးသမီးကြီးနှစ်ယောက်ရှိပေမဲ့အိုရဲသားဆိုရအပြိုကရှုံးမြန်ဆိုတာလို့မုံဆိုးမဘဝပေမဲ့မျက်နှာငယ်တယ်လို့များမအောင်မိနဲ့ငါကခေါင်းခေါက်ပြီးလင်ရင်းနိုင်သေးတယ် မျိုးကစဘာပွဲစားတွေခဏခဏစကားကန်းကြပါရဲ့ညီတို့မှတ်မိမှာပေါ့ဟင်းသရကစဘာပွဲစားကိုညိုစိတ်ဆိုတာတနာကမပါရိုးကုန်လည်းရှိပါတယ်ပစ္စည်းပစ္စည်းအရလည်းမခေပါဘူးအခုဆိုတော့စတိစဘာတိုင်းမှာအဝယ်တော်ဖြစ်နေပြီသူနဲ့သာငါယူခဲ့မယ်ဆိုရင်အခုညီတို့တွေစိတ်နှကတဝင်းဝင်းနဲ့နေမှာပေါ့ဒါမျိုးကြတော့ညီတို့ကဒီလိုလင်မျိုးကိုအမေနှစ်ထောက်ကွန်းယူတော်မူပါလို့တောင်းငါ့ကိုနှူးကြအောင်မယ် နင်တို့ဓာတ်ကြောကိုတိပါတယ်။နင်တို့အဖေကိုရင်ကျူးမျက်နှာကိုထောက်ထားပြီးနင်တို့ပြောနေတာမဟုတ်ပါဘူး။နင်တို့ကပစ္စည်းကိုင်းတို့ဂုံတို့ကိုအင်မတန်မက်တာ။ဒါကြောင့်အခုငါဟာကောင်ကလေးနဲ့တွဲနေတာမရှုစိတ်နိုင်တာပဲ။ဒီကောင်ကလေးသာရွှေတွဲလဲငွေတွဲလဲဆိုရင်နင်တို့ကအရင်ငါ့ကိုပေးစားမှာ။ဘာမှမဟုတ်ဘူးလေ။အသက်ငယ်ရောဘာဖြစ်သေးလဲ။ငါရောဘလောက်ကြီးသေးလို့လဲ။ဒီရဲ့တနခါခြေဆုံးကဆုံးလိမ့်တာကိုမင်းတို့ကဘာမှုနဲ့တရားစွဲကြံတယ်လဲ။ ငါတသက်လုံးလားနဲ့တပြူခြေစုံကောင်းဆုံးလိမ့်လာတာနင်တို့မသိဘူးလားတသက်လုံးမဟာနဖူးတတလာတာနင်တို့မမြင်ဘူးလားမျက်ခုံးမွေးနှောက်တာရောနင်တို့နဲ့ဘာဆိုင်တော့နင်တို့ငါ့ကိုဒီလိုချုပ်ချယ်လို့ရနိုင်ယူလားငါကငယ်ငယ်ရွယ်ရွယ်နဲ့မုံဆိုးမဖြစ်ခဲ့ရပေမဲ့အပြိုကလေးလိုတသက်လုံးနေလာတာနင်တို့မသိဘူးလားခွေမျိုးဝက်မျိုးတွေနင်တို့ဒီလောက်သဝင်ကြောင်မှန်းသိရင် ာလာကပချစ်တီးနဲ့တော့ငါယူလိုက်ရအကောင်းသားဒါမှဒင်းတို့ချစ်တီးကိုပထွေးတော်ရမယ်။ကဲတခုပြောစမ်းငါဒီတက်ဒီရွယ်ရောက်လာပြီးငါပဲနေရာမှာလော်မာခဲ့ဘူးတလေ။အစစအရာရာမှာနင်တို့တတွေကိုထောက်ထားပြီးတော့ရွယ်ကောင်းတော့မှာတပင်လဲတော့တပင် မထူခဲ့ပါဘူး။ခုလိုမြီးတွေရနေတဲ့အချိန်မှာကိုတိတ်ခါကိုဆောင်ထင်းခဲ့တယ်။ແຮ່ຮູ້ຍောက်ຈ້າແນ່ຕ້ວຍຕ້ວຍດຽວຍောက်ຈ້າແນ່ຕ້ວຍຕ້ວຍຫນີດາກໍ နင်တို့လိုအလေးလိုက်ဖို့တွဲတာမှမဟုတ်ပဲပုံတယ်ဘာဝသူ့အထိုက်လိုက်ပေါင်းရတာပေါ့ဒါကိုနင်တို့ကမြှုပ်ချနေတယ်ထင်သလားအေးယောက်ျားဆိုတာမြှုပ်ပေါင်းရတဲ့ဟဲ့မြှုပ်ပြီးချတော့လဲကြတယ်မဟုတ်လားဒါကြောင့်လဲနင်တို့တွေလဲတွေချောင်းတွေတိုးပွားနေတာမဟုတ်လားငါမြှူတာကိုတတ်တူချကြည့်တော့ဘသူ့ဖို့လဲဟဲ့နင်တို့ကောင်းစားဖို့ပဲမဟုတ်လားယင်ကဲဘာပြောခြင်းသေးလဲ နင်တို့မျက်နှာမငယ်အောင်ငါလှုပ်ခဲ့တယ်မဟုတ်လား။ဒါကြောင့်အခုရွာထဲမှာဆိုရင်နင်တို့ကမြေပိုင်ရှင်ဒေါ်ငိမ့်တုတ်ရဲ့သားသမီးများဆိုပြီးလူရဝင်လာကြပြီမဟုတ်လား။အဲ့ဒီတော့မှနင်တို့ကငါ့ကိုရမေရှားပြီးအမွေလူကျင်ကြသလား။ဟေးလူစရာမလိုပါဘူးကွ။ဟဲ့တာဝရဲ့ငါတောက်တီးတောက်တဲ့ပြောနေတာမဟုတ်ဘူး။ဟုတ်တာပြောတာ။နင်တို့ငါပစ္စည်းကိုငါမသိခင်အမွေခွဲဖို့မလိုဘူး။ ငါရှာလာသမျှနင်တို့မောင်နှမဖို့ကြီးပဲငါကတော့အမေကိုမြစ်ဆိုတာအညာကအောက်ကိုစုံနေအောက်ကအထက်ပြန်ဆန်တာမရှိဘူးဒီတော့ငါစိတ်နဲ့ငါကိုငါဟာငါလှုပ်ချင်တာလှုပ်တာတောင်မှနင်တို့ကိုအမွေခွဲပေးပြီးမှလှုပ်မယ်အခုနင်တို့ကငါ့ကိုထုံးချိန်နဲ့အနေထိုင်မတော်ဘူးလို့ပြောတယ်ထုံးချိန်ကလက်ညှိုးထိုးထဲတာတောင်တိုက်တက်တာမဟုတ်ဘူးရိုးတယ် ိတ်ချရတယ်။ကူပေါ်လောင်ပဲရတယ်။နင်တို့နဲ့တောင်မတူဘူး။နင်တို့ကျွေးတောင်းရင်တောင်းလို့ရတဲ့ပတ်စံတွေကထရေဖို့နှုတ်သေးတယ်။ဒီကောင်လေးကအတော့စားမရှိ။အလောင်းစားကင်းနေ။ပွဲလန်းတပင်မှာအချိန်မဖြုံးဘူး။ငါစကားကိုမြေဝဲမကြနားထောင်နေ။သူ့ကိုငါစရင်အင်းလေးမှတ်ဖို့ခေါ်ထားတာ။သူကအားအားရှိရင်မနေတတ်ဘူး။ဒါကြောင့်လဲတဲ့ဆင်းနေတယ်။ဒါတွေကနင်တို့တက်တာပေါ့ကြီးပဲအခုတော့နင်တို့ပြောပုံကောင်းသေးရဲ့လား ်မင်းတို့ကဧည့်တယ်လို့ကြက်ကြက်ပြောတော့ကောင်းကလေးစိတ်တွေလဲဟိုလိုလိုဒီလိုလိုဖြစ်နေတာပေါ့ဒီထဲမှာရွာတဲ့ကသပုတ်လေးလွင်ပြောကြပြန်တော့ကောင်းလေးမှာတက်ဆားလဲကြက်သွန်နှစ်တက်ဆားလဲကြက်သွန်ဆိုပြီးလက်ရဲစရဲဖြစ်လာတယ်ဒီထဲနင်တို့ကမီးလောင်လေးပင့်စကားပြောကြပြန်တယ်ငါလဲတောက်ရက်꿰တာပဲနင်တို့လဲတောက်ရက်꿰တာပဲငါကလင်းငယ်ငယ်လေးယူခြင်းလို့ပြောနေတာမဟုတ်ဘူးနင်တို့ကနင်တို့ကိုကိုနင်တို့ဘာထင်နေကြတာတော့ ငါတနခါခြေဆုံးကောင်းဆုံးလိမ့်တာကအစနင်တို့ကမကြိုက်နိုင်ဘူးငါအမေကိုတောင်းနင်တို့ကဘာမတော်ဘူးညာမတော်ဘူးဆိုပြီးဩစာပေးရနင်တို့ကိုငါကမွေးထုတ်ထားတာလားငါကိုနင်တို့ကမွေးထုတ်ထားတာလားငါအပေါ်မှာဩစာလောင်းမပေးနဲ့နေချင်းအင်းကဆင်းသွားကြအေးငါမသေးခင်အမွေတော့မတောင်းကြနဲ့အောင်နင်တို့အခုလုပ်နေတဲ့လေကိုဆက်လုပ်ကြငါရှာသမျှနင်တို့ဖို့ကြည့်ပဲ ဘယ်ယောက်ျားကိုမြှူချချစားရရင်နင်တို့ပဲကဲဘာပြောအောင်လဲမှတ်ပလားဟဲ့ခိုးရွှေဘာလဲဟဲ့တာဝဘာလဲနင်တို့ဘာခွေးစကားပြောတာလဲငါလင်ငယ်ငယ်နှောင်းနှောင်းကလေးကိုယူခြင်းတယ်လို့နင်တို့ပြောနေတာလားမင်းတို့ကငါဒီအသက်ဒီရွယ်ရောက်မှလင်းတယောက်ကောက်ခောက်ယူလို့မရဘူးထင်သလားအေးမင်းတို့အဲ့ဒါလို့ပြောတော့ငါကအရွက်တိုက်ပြလိုက်ရအောင်မပေါ့ကွယ်ဟေးဖိုးဆောင်တို့ဖိုးထောင်တို့လာကြစမ်း ။ပိုလေတဲ့အကောင်လေးကိုတော့ခေါ်စမ်း။မြန်မြန်ခေါ်စမ်း။ဟိုးကြားလိုက်တာ။အေးထွန်းရှင်ထွန်းရှင်လာအောင်ဟဲ့။လာဆိုမြန်မြန်လာမဟုတ်ဘူး။ဘသူကမှတောက်ပြူဆိုင်စရာမရှိဘူး။ငါတဘော။လာရဲ့လာခဲ့။ဟဲ့တာဝါတို့ဖို့ရွှေတို့ဖွားယုံတို့မိကောက်တို့နင်တို့လေတပွဲစီယူပြီးငါ့အပေါ်ကဆင်းသွားကြဆင်းဆိုခုဆင်းစံကုန်မြေလေးတွေ သူတို့ကိုငဲ့ပြီးအရွယ်ရှိတုန်းကနောက်လေမယူခဲ့ဘူး။ဟောခုမှခုမှသွေးဆုံနေတဲ့အရွယ်မှာလင်းငယ်ငယ်ကလေးယူပြလိုက်အောင်မယ်။အဲ့ဒီအရွယ်မှာနင်တို့လိုသားသမီးမျိုးလည်းနောက်ထပ်လို့မမွေးနိုင်တော့ဘူးဟဲ့။လာမအေးဘေးထွန်းချိန်ကြောက်ကန်ကန်လုံမနေနဲ့အိမ်မော်တက်ခဲ့နင်ငါလင်ဖြစ်ပြီ။ mountain အဆုံးထိနာတော်တာဆင်ပြီလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်။